ကချင်ပြည်နယ်ဖက်ကတ်မြို့နယ်မှာ KOKA လက်နက်ကိုင်အဖွဲ့အစည်းကယခုနှစ်မှာအခွန်တိုးမြင့်ကောက်ခံလာတယ်လို့ဒေတာခန်ပီတူတွေထံကနေသိရပါဗျ။ဖက်ကတ်ဒေတာခန်ပီတူတွေလက်ရှိနိုင်ငံရဲ့အခြေအနေတွေကြောင့်စီးပွားရေးလုပ်ငန်းတွေခက်ခဲကြတဲ့နေ့ချိန်မှာ KOKA လက်နက်ကိုင်အဖွဲ့အစည်းကပြည်သူတွေရဲ့အခက်ခဲအားညာတာထောက်ထားခြင်းမရှိဘဲအခွန်တွေကိုဒါတိုးမြင့်ကောက်ခံနေတယ်လို့ဖက်ကတ်ဒေတာခန်တူကပြောပါဗျ။ ပြီးခဲ့တဲ့နေ့ကလည်းတောင်းတောင်းပန်ပန်နဲ့အခွန်အခတွေတိုးမေမကောက်ဖို့တက်ဆိုင်ရာတိုက်နေမှုတွေကိုအကြောင်းကြားတာတွေရှိပါတယ်။ဒါပေမဲ့စစ်ရဲတင်းမာနေတဲ့ကာလမှုလားမသိဘူး။အကြောင်းပြန်တာမျိုးမရှိဘူး။ဒီလိုနဲ့နေခဲ့တာအခုအရင်ထက်နှစလောက်တိုးမင်းကောက်ခံလာတယ်။ပြည်သူတွေခက်ခဲနေတာသူတို့အတိဆုံးပါလို့အမိမဖော်လူသူပြည်သူတို့ကပြောပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်မှာဖကံမြုပ်နေအတွင်းဒေတာခံ B2 ရဲ့အပေါ်အခွန်တိုးမြင့်ကောက်ခံခြင်းတွေဖြစ်ပေါ်ခဲ့ပြီးဖကံဒေတာခံ B2 အများစုတက်ဆိုင်ရာတိုက်နေတွေကိုစာတင်ကန့်ကွက်ခြင်းတွေပြုလုပ်ခဲ့တယ်လို့ဖကံမြုပ်ခံတွေထံကနေသိရပါဗျ။ လက်ရှိဖက်ကတ်မှာတနိုင်တပိုင်စီးပွားရေးလုပ်ငန်းရှင်များမှစပြီးစီးပွားရေးလုပ်ငန်းရှင်ကြီးများအထိ KOKA လက်နက်ကင်အဖွဲ့အစည်းကအခွင့်အရေးတိုးမြင့်ကောက်ခံနေအပြင်ပြည်သူတွေအပေါ်မောက်မာရင်ဆိုင်စွာဆေးဆူကြိမ်းပေါင်းကအခွင့်ကောက်ခံနေရလို့ဖက်ကတ်မြို့ခံပြည်သူတို့ကထေတွန်းပြောပါရယ်ပြည်သူတွေအတွက်ဘာမှမလုပ်ပေးရနေပါ အခွန်တိုးကောက်တာများတယ်လို့ပြောမိတာကိုသူတို့အုပ်ချုပ်တဲ့နေရာမှာနေရင်သူတို့အခွန်ဆောင်ရမယ်မဆောင်ချင်ရင်မနေနဲ့ဆိုပြီးဈေးဆိုတာတွေအထီလောက်သွားတယ်အခွန်ကလည်းအရင်ထက်တိုးကောက်တယ်လို့၎င်းက ပြောပါရယ်ဖကတ်မြွတ်နေအတင်းရှိကွန်ရဆိုင်စားတောက်ဆိုင်ထမင်းဆိုင်ဆိုင်ကယ်အပိုပစ္စည်းကားဝှက်လျှော့ဆိုင်များနဲ့ကြောက်ပွေးစာကြောက်တွင်းထောင်သူတွေထံကနေရခင်ကားထက်ပိုပြီးအခွန်တိုးမြင့်ကောက်ခံနေရလို့သိရပါရယ်ရခိုင်နစ်က9သိန်းကောက်ခံတူတွေကို3သိန်းကျပ်3သိန်းကျပ်ကောက်ခံတူတွေကို3.20ကျပ်စတဲ့ဖြင့် အခုနှုံထားသဆသုံးမြင့်ကကောက်ခံနေရလို့သိရပြီး၎င်းတို့လာရောက်ကောက်ခံတဲ့အခွန်ပြေစာမှာတတ်မှတ်ထားတဲ့နှုံထားနဲ့အစမတန်ကွာဟကပုံမပေးဆောင်နေရတယ်လို့သိရပါဗျ။